အပြိုင်ကဘာတကယ်ရှိနေသလားတာမန်ရဲကနဲ့လိုက်တဲ့အမှုတစ်ခုဟာချက်သိမ်းဖျန်းစရာအပြောင်းအလဲကြီးတစ်ခုဖြစ်သွားကြတယ်ဆိုရင်လူကြီးမျိုးပုတ်လက်ခံနိုင်စရာဖြစ်ရလားခင်ဗျအဲဒီကိစ္စပြီးတဲ့နောက်မှာတော့အဖေတွေထက်မိကုန်းတွေကပုံများလာခဲ့ပါတယ်ကျွန်တော်တို့မှာအပြိုင်ကဘာရှိသလားကျွန်တော်တို့တွေက simulation program တစ်ခုတည်းကတက်ရှိတွေတက်တက်ပေးလားစသဖြင့်ပေါ့တချို့နေမှာပဲရုရှားနိုင်ငံကမှတ်တမ်းတင်ထားတဲ့ကားကင်မရာမှတ်တမ်းတစ်ခုမှာဆိုရင်ရုပ်ရည်ပေါ်လာတဲ့ကားတစ်စီးကိုမြင်တွေ့ခဲ့ရပါတယ် ။လက်ပေါင်းများစွာကြောင့်အစိုးရဖိုင်တွေထဲမှာတင်စီထားတဲ့ဓာတ်ပုံတပုံကတော့လူအများကအရှင်းလင်းဆုံး UFO ဓာတ်ပုံလို့သတ်မှတ်ကြပါရယ်။ဒါရီယာကျွန်တော်တို့ရဲ့ကဘာနဲ့တခြားသောစိတ်နိုင်ကဘာတွေတိုက်ဆိုင်မှုရဲ့တကယ်အထောက်အထားတွေဖြစ်နိုင်ပါမလား။ဒီစိတ်ဝင်စားစရာကောင်းတဲ့အမှုခင်းတွေကိုအထူးထူးလေ့လာကြည့်ရအောင်။ကဲတကယ်လို့ကျွန်တော်တို့ကဘာနဲ့မသက်ဆိုင်တဲ့အရာတစ်ခုခုကိုရှာဖွေနေတယ်ဆိုရင်တော့ဒနာဟီဆန်နဲ့ကယ်ဗိုင်ဓာတ်ပုံကိုမကျော်လိုက်ပါနဲ့တော့ဒါဟာကောင်းကင်မှာဝိုတိုဝါတာမြင်ရတဲ့အရာတစ်ခုမဟုတ်ပါဘူး 1999နှစ်မှာ Scotland အထက်ပိုင်းဒေသရဲ့တာယာလောက်ပါတဲ့ Down Down တွေမှာလမ်းလျှောက်ပန်းဖြစ်နေတဲ့ Hotel စပုံမှုနှစ်ယောက်ဟာထူးခြားတဲ့အရာတစ်ခုကိုတိုက်ဆိုင်စွာတွေ့ရှိခဲ့ကြပါပြီ။အလားတော့ကောင်းကင်မှာတိတိကျကျပြောင်းဝဲနေတဲ့ခက်ကြီးကြီးစိန်ပုံတရံအရာဝတ္ထုတစ်ခုပါ။ သူတို့ဟာအရိယာဝိတုရဲ့ပြတ်သားပြီးရှင်းလင်းတဲ့ဓာတ်ပုံတစ်ပုံကိုအမိယရယူနိုင်ခဲ့ကြပါရဲ့အင်တာနက်မပေါ်ခင်ချင်းဆိုတော့လူမှုကွန်ရက်မှာပြန်နဲ့မတော်ဘဲသူတို့ခေတ်သတင်းဖြန့်ဝေရာဌာနကြီးဖြစ်တဲ့သတင်းစာတိုက်ကိုပို့ပေးခဲ့ပါရဲ့ဒါပေမဲ့သတင်းစာမဖော်ပြဘဲပြည်တွင်းကာကွယ်ရေးဝန်ကြီးဌာနကိုတိတ်တဆိတ်လွှဲပြောင်းပေးလိုက်ပြီးအဲ့ဒီဓာတ်ပုံဟာနှစ်ပေါင်း30ကျော်ပျောက်ွယ်သွားခဲ့ရပါရဲ့ကောလာဟလတွေအမျိုးမျိုးလဲထွက်ပေါ်ခဲ့တာပါပဲဒါတကယ်အရာဖြစ်နေလို့လားဒါမှမဟုတ်ဖုံးကွယ်ထားတဲ့အရာတစ်ခုခုလားစသဖြင့်ပေါ့ ၂၀၂၂ခုနှစ်မှာပဲစုံစမ်းထောက်လှမ်းရေးတရင်တော့ဒေဗစ်ကလာဟာလိုဝမ်မိတ်ထူတဆောင်ခိုးဆွဲရင်တရီလေးဝတ်ထားတဲ့တော်ဝင်လေတဲ့အရာရှိဟောင်းတဝူရဲ့ကျေးဇူးကြောင့်အရိတပုံကိုပြန်လည်ရှာဖွေတွေးရှိခဲ့ပါတယ်။ကျွမ်းကျင်သူတွေကဓာတ်ပုံကိုနောက်ပိုင်းမှာဆက်ဆီးကြည့်တဲ့အခါဘာမှပြင်ဆင်ထားတဲ့အထောက်အထားမတွေ့ရပါဘူး။တန်ရရှိသူတချို့ကဒါလိုဝမ်စေမဆိုင်ရာလေးရင်တစ်စင်းဖြစ်နိုင်တယ်လို့ထင်ကြီးပေးကြပါတယ်။ဥပမာအမေရိကန်ရဲ့လိုဝမ်ထောက်လှမ်းရေးလေရင်မျိုးပေါ့။ဒါပေမဲ့အရိယာဝိတုရဲ့ပုံသဏ္ဍာန်နဲ့ဝဲပြန့်နေတဲ့ပုံစံကလူသိရှင်သာရှိတဲ့ဘယ်လေရင်ထဲမှမတူနေပါဘူး။ ကလပ်ကရိုင်းကတော့အဲ့ဒီတပ်ပေါ်ဟာတကယ်အမိမသိအရာဝိတုတခုကိုရိုက်ခူးထားတာလို့ယုံကြည်နေသေးပါဂျိုသားလားဖြစ်ကောင်းဖြစ်နိုင်ပါ रे လူသားတွေရဲ့အစိမ့်မြင့်ဤပညာလားဒါလည်းဖြစ်နိုင်တာပဲအညစ်ပေါ်တယ်မလို့တာကတော့ဒါဟာရှင်းပြလို့မရတဲ့အရာတခုခုဆိုတာပဲ ဒီတစ်ခုကတော့ Super Natural ပိုင်းဆွဲဝင်စားသူတွေအဖိုးကြီးလိုက်တိုင်းဆွဲလန်းသွားစေတဲ့ဗီဒီယိုတွေကတစ်ခုပေါ့ရဲရရှိ Wine Daniel ကအဖြူအောင်စီတင်ကားတစ်စီးကိုလိုက်နေတဲ့ရဲကားကင်မရာမှတ်တမ်းအဟောင်းတစ်ခုပါပထမတော့ပုံမှန်အတိုင်းပဲဖန်စီဖို့လိုက်နေတာပေါ့တနင်္လာရှိသူရဲကားကလမ်းပေါ်မှာ Entry ရှိနေတဲ့အနေထားနဲ့မောင်းနေနေပြီးထူးဆန်းပြီးတော့တဘာဝမကျတဲ့မောင်းနေမှုတွေလုပ်နေတာဖြောက်ကားကိုယ်တိုင်ကထိန်းချုပ်နေသလိုမျိုးပေါ့ဒါပေမဲ့ဒီအပိုင်းကတိတ်တော့ထူးထူးခြားခြားမဟုတ်သေးပါဘူးအဲရုတ်တရက်ကွေးလိုက်တဲ့အချိန်ကြီးပေါ့ ။တိုင်ပန်ဝိတုရုပ်ရှင်တွေကအခန်းတစ်ခုလိုမျိုးပဲကားကတက်တက်ကြီးခြံစည်းရိုးကိုဝင်တိုက်သွားတာဗျ။ဘာမှမပျက်စီးသွားဘူး။အရာရှိတန်တွေရဲ့လည်း break ကိုစောင့်နေပြီးအန်အော်ဒကြီးကြည့်နေတော့မှပဲ။တန်တရာရှိသူရဲ့ကားကအဲ့ဒီခြံစည်းရိုးရဲ့ဟိုဘက်မှာတဖြည်းဖြည်းဝေးသွားပါတယ်။ဘာမှတိုင်းမိတဲ့အတန်လည်းမကြားရပါဘူး။တက်သားတွေလည်းမကြိုးဘူး။ဖက်ချလောင်းဆိုပြီးပျောက်သွားတာပဲဗျ။ဒီနေ့ထီလူတချို့ကအရာဟာတရေကားလားဒါမှမဟုတ်ဤပညာမင်းဖုံးွယ်စမ်းသပ်မှုတစ်ခုကပဲမာရင်သွားတာလား ဒါမှမဟုတ်ကျွန်တော်တို့ရဲ့လက်တွေ့ကဘာတွေကိုခဏတာရောက်လာတဲ့တခြားသောအရာတစ်ခုခုလားလို့ယုံကြည်နေကြပါတယ်တက်တော့ကဂျိတ်ကွန်ဆာလက်ကဒမက်ထရီရုပ်ရှင်တွေကအခိုက်အတန့်နဲ့တူလို့တဲ့အရာတခုကိုဖမ်းမိခဲ့ပူပါရီသူလှုပ်လှုပ်တဲ့စားသောက်ဆိုင်တခုမှာလုံချုံရေးကင်မရာမှတ်တမ်းရသူကကင်မရာတီးတစ်လုံးကိုနှစ်ချမ်းခွဲနေတာကိုတွေ့ရမှာပါသူကအဲ့ဒီနှစ်ချမ်းလေးကတစ်ချမ်းကိုထပ်ပြီးလှီဖြက်လိုက်ပါရီပြီးတော့အဲ့ဒီဘိုင်းကိုထဲဖို့လက်ကိုလှမ်းလိုက်တဲ့အချိန်မှာကင်မရာတီးကအခုံမွာမထားပဲအကောင်းပကတိပြန်ဖြစ်သွားပါရီ သူ့လိုလိုပြန်ကောင်းသွားတယ်လို့မျိုးပါပဲသူမလီလိုက်ရတာလည်းဖြစ်နိုင်ပေမယ့်အနိကကြည့်လိုက်ရင်ဓာမြအတိကနှစ်ချမ်းခွဲသွားတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ပြီးတော့အဝါရောင်လေးနဲ့တခုပေါ်လာပြီးရုတ်တရက်ပြန်ဆက်သွားတာပါမက်ဆီလေးနဲ့ကြီးရှုစုတချို့ကအဲ့ဒီအလဲနှံကိုထောက်ပြပြီးတကယ်ထူးဆန်းတဲ့အရာတခုဖြစ်ပျက်ခဲ့တာဖြစ်နိုင်တယ်လို့ပြောကြပါတယ်ဒါကရော dimension law တွေကြောင့် system တစ်ခုရဲ့အခိုက်အတန့်ချုပ်ရင်းမှုလားအထင်းရဲ့ပြောင်းလဲစတင်မှုလားဘလို့ပဲဖြစ်ဖြစ်အခြေကအမြင်သီးကိုပြန်လှည့်ပြလိုက်ရပါတယ်။ကဘာကြီးကိုရန်ကသူ့ရဲ့လှုပ်ဆောင်ချက်ကို undo လုပ်လိုက်သလိုမျိုးဖြစ်သွားစေကြတာကိုပြ နော်ဝေနိုင်ငံက Haskellan မီလုံးတွေရဲ့လျှို့ဝှက်စမ်းချင်မှုလည်းရှိနေပါသေးတယ်။ဒရန်ကိုက39ခုနှစ်များကလေးကဒေသခံတွေနဲ့တူတေသေးတွေဟာ Haskellan ဂျိုင်ဝမ်အပေါ်မှာလျှို့ဝှက်စမ်းချတဲ့အလင်းလုံးတွေပေါ်လာတာကိုအစိုးရစီအစီရင်ခံခဲ့ကြပါတယ်။ဒီမီလုံးတွေဟာတစ်ဖက်ဖက်လင်းပြီးကောင်းကင်မှာဝဲပြန်နေသလိုပုံစံမျိုးကောင်းကင်မှာကားခုံနေသလိုလှုပ်ရှားမှုမျိုးတွေနဲ့အယောင်တွေပြောင်းလဲရင်တခါတလေအယမ်းမြန်တဲ့အချိန်နဲ့ရွေလျားတော့တတ်ပါလေ။နေပါရောညာဘက်ပေါ်လာတက်ပြီးတခါတလေနိုင်ပေါင်းများစွာကြောက်အောင်ရှင်နေတတ်ပါလေ။ တဲ့ပံပညာရှင်တွေကရေဒါတွေကင်မရာတွေနဲ့ရောင်သဏ္ဍာန်ကိရိယာတွေကိုအသုံးပြုပြီးရေရှည်စောင့်ကြည့်လေ့လာမှုစီစဉ်နေတဲ့လေ့လာဖို့ကြိုးစားခဲ့ကြပါတယ်။ရှယ်လင်ဂျာတွေကတော့အိုင်ယွန်တံငွေထုတ်လွှတ်မှုကနေရှားပါးတဲ့လျှက်စစ်တန်လိုက်ဖြစ်စဉ်တွေလိုဝဲဆေဘဆိုင်ယာစမ်းသပ်မှုတွေအထိအမျိုးမျိုးဖုံဖုံစုံနေတာပါပဲဗျာ။ဒါပေမဲ့ဒီ ori တခုကမှအတိမပြုတ်နိုင်ခဲ့ကြပါဘူး။အဖြေကိုသိပြီလို့ထင်လိုက်တိုင်းရုပ်တရက်မမျှော်လင့်ထားတဲ့အပြုတ်မှုမျိုးကိုအဲ့ဒီမီလုံးတွေကလောက်ပြတ်တက်ပါသေးတယ်။ကြည်သားသလားပေါ့ တချို့ကတော့ data ပါနေတဲ့အလင်းလုံးတွေဟာတဘာဝကြီးရဲ့တကားပေါက်တွေလားတခြား dimension စီကိုဖွင့်ထားတဲ့ပြတင်းပေါက်တွေလားဒါမှမဟုတ်မတိရသေးတဲ့သက်ရှိပုံစံတစ်ခုရဲ့ထင်ရှားပြမှုတွေလားကိုယ်စီမရေရာအတွေ့တွေနဲ့ပေါ့အဲ့ဒါကိုထူးဆန်းတဲ့လို့ထင်ရင်ဘောလုံးမုံလျာစီအချောင်းကိုနားထောင်ကြည့်ပါဦးတဘာဝရဲ့အဟောင်းစရာအကောင်းဆုံးဖြစ်ရတွေ့တဲ့ကတခုပေါ့မိုးကြိုးပြနေချိန်မှာတောက်ပပြီးလေထဲမှာဝဲပြန့်နေတဲ့အလျက်စစ်ဘောလုံးပုံတရတစ်ခုဟာတရေလိုမျိုးလွင်မြောနေတာကိုမြင်အောင်ကြည့်လိုက်ပါ ရာသီနှစ်ပေါင်းများစွာမျက်မြင်သက်သေတွေကတော့ကျောက်စီရခဲအရွယ်ကနေဘတ်စကတ်ဘောလုံးအရွယ်အထိအဖြူရောင်အပြာရောင်ဒါမှမဟုတ်လေမော်ရောင်တောက်ပနေတဲ့အရာတွေဖြစ်အမျိုးမျိုးပြောင်းသွားကြရတဲ့ဆိုပြီးထွတ်ဆိုခဲ့ကိုစီဖော်ပြခဲ့ကြပါတယ်ဒီဘောလုံးတရံတွေဟာပိတ်ထားတဲ့ပြတင်းပေါက်တွေကိုဖောက်ထွက်သွားတာဇင်းညာတွေအတိုင်းမျောပါသွားတာဒါမှမဟုတ်ပေါက်ကွဲတန်တဲ့သူပေါက်ကွဲသွားတာမျိုးတွေတောင်ရှိတယ်လို့ဆိုကြပါသေးတယ်ပိုပြီးထိုးစန်းတာကအသိပညာရှင်တွေကဒါကိုအခုထိအပြေအဝရှင်းပြနိုင်ခြင်းမရှိသေးပါဘူး ပလာစမာဘောလုံးတွေလေထဲက molecule တွေနဲ့ဓာတုထုံပြန်မှုတွေဒါမှမဟုတ်သေးငယ်တဲ့အနက်ရောင်တွင်းတွေအထိ theory တွေအမျိုးမျိုးရှိခဲ့ကြပါပြီအချိန်မောင်များကတွေးမိခဲ့ရပေမဲ့ဘယ်သူမှဓာခွဲကမ်းမှာဘောလုံးမုံလျက်စည်းကိုယုံကြည်စိတ်ချရအောင်ပြန်လည်ဖန်တီးနိုင်ခဲ့ခြင်းမရှိသေးပါဘူးအဲဟာကျွန်တော်တို့ကဘာတွေကိုယုတ်တရက်ဝင်းရောက်လာပြီးနောက်တော့ယုတ်တရက်ပြောက်ွယ်သွားသလိုမျိုးပါပဲဘောလုံးမုံလျက်စည်းဟာတဘာဝရဲ့ထူးဆန်းတဲ့ဖြစ်ရတစ်ခုဖြစ်နိုင်ပါမလားလုံးဝဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖြစ်နိုင်တာတစ်ခုကတော့အဲဟာ ချိုးရင်ကြတခုတခြား dimension တခုကနေကျွန်တော်တို့ရဲ့ကဘာဘက်ကိုစိတ်ဝင်လာတဲ့စွမ်းရင်ယူစိတ်မှုတခုဖြစ်နိုင်ပါတယ် parallel universe theory ရကြည့်မယ်ဆိုရင်ပေါ့လေမက္ကဆီကိုဝေးပြလမ်းမကြီးတခုရဲ့တိတ်ဆိတ်တဲ့ညာတညာပေါ့ကုန်တင်ကားသမားတယောက်ကမွန်တာရီစီကိုကုန်ပစ္စည်းတွေတည်ယူပို့ဆောင်နေတယ်ပုံမှန်လုပ်ငန်းဆောင်တာတခုပေါ့ဒါပေမဲ့ကုမ္ပဏီရဲ့ဝေးထမ်းကင်မရာမှတ်တမ်းကိုပြန်စစ်ဆေးကြည့်တဲ့အခါဇတိထားစရာကောင်းတဲ့အရာတခုကိုတွေ့လိုက်ရပါတယ်ခရောင်းဝယ်စားတွေဝယ်ထားတဲ့ဖြူရောက်နေတဲ့အမျိုးသမီးတယောက်ဟာခရီးတဲ့ထိုင်ကောင်မှာတိတ်ဆိတ်စွာထိုင်နေတာကိုတွေ့လိုက်ရတာပါပဲ ကြီးကြသူကချက်ချင်းပဲရေမောင်းကို message ပို့ပြီးဘသူကိုခေါ်တင်လာတာလဲလို့မေးလိုက်ပါတယ်။လုံလုံရင်ကဘသူကိုမှခေါ်တင်လို့မရလို့ပါ။ရေမောင်းကသူ့တယောက်တည်းပဲရှိတယ်လို့အန်အော်တကြီးပြောလိုက်တာပေါ့။သူ destination ကိုရောက်တဲ့အခါမတန်းကိုပြန်ကြည့်လိုက်တော့ဆရာသမားလေးမျက်လုံးပြူးသွားရပါတယ်။နေကင်းကြောင်တော်လိုရှင်းရှင်းလင်းလင်းကြီးမှသူ့ဘေးအမျိုးသမီးတယောက်တလန်းလုံးလိုက်ပါလာတာကိုမျက်စိနဲ့တတ်အမြင်လိုက်ရတဲ့ feeling ကဘာနဲ့မှတော့တူမှာမဟုတ်ဘူးခင်ဗျာ။ဒါဟာတရေလား time slip ဖြစ်သွားတာပဲလား။ ဒနာရီတွေရအဝေးပြေးလာမှကြီးတွေရမတော်တဆမှုတွေမှာတည်ဆုံသွားသူတွေရဲ့ဝိညာဉ်တွေတောင်းချီရှိနေပြီးကမ္ဘာတစ်ခုကြားမှာအမြဲလိုက်ပါစီးနင်းနေတယ်လို့ဆိုကြပါရီဘာပဲဖြစ်ဖြစ်အဲ့ဒီအမောင်းကတော့နောက်ဘယ်တော့မှအဲ့ဒီလမ်းကြောင်းကိုတယောက်တည်းမမောင်းတော့ဘူးလို့စိတ်တုံ့နှောင်းချလိုက်တာတော့ထေချာသိရတဲ့တဲ့တင်ပါပဲရုရှားနိုင်ငံကနောက်ထပ်ထူးဆန်းတဲ့အမှုတစ်ခုရှိပါသေးတယ် ကြီးရှုသူတန်းတဲ့ချီရှိတဲ့ကားကင်မရာဗီဒီယိုတစ်ခုမှာကားတစ်စီးကလမ်းစုံမှာဘယ်ဘက်ကိုကွေးဖို့ကြိုးစားတဲ့အချိန်မှာရုတ်တရက်ဘယ်ကမှမသိပေါ်လာတဲ့နောက်ကားတစ်စီးကတက်တဲကြီးရောက်လာပြီးတိုက်မိလို့နေပါဖြစ်သွားခဲ့ပါတယ်။ပထမတစ်ချက်ကြည့်လိုက်ရင်တော့နာနာဘဝဖြစ်ရတဲ့ခုလိုလိုထင်ရတယ်ဗျ။လေတဲကနေရုတ်တရက်ပေါ်လာတဲ့တရေကားပေါ့ဒါကတော့လက်တွေ့ကဘာရဲ့ချိုးရင်းချက်တခုလားဒါမှမဟုတ်တခြား dimension တခုကနေခဏတာပွင့်သွားတဲ့တကားပေါက်တခုလားအင်တာနက်သုံးဆွဲသူတချို့ကတော့ theory အမျိုးမျိုးထုတ်ကြတာပေါ့ ကိုရန်ကျော်မယုံမယ်ဆိုတဲ့လူအုပ်ကြီးကြတော့လေဒါဟာရန်ကားတဲ့မောင်းနေမှုတသက်ပဲလို့ဆိုကြပြန်ရောအဲ့ဒီလိုဝဆန်းကျတဲ့ကားကအရင်မြန်လို့ကင်မရာပေါင်းအပြင်မှာရှိနေပြီးမှရုတ်တရက်ပေါ်လာသလိုထင်ရတာလို့သူတို့ကပြောပါရီတကယ်တော့တဘာဝလုံးပဲဖြစ်ဖြစ်အရှိန်လုံးမောင်းနာပဲဖြစ်ဖြစ်နှစ်ခုလုံးကညီတူညီမျှကြောက်ဖို့ကောင်းတာပါပဲကဲတကယ်လို့ဆက်ကြဝလာကြီးဟာအခုထိချုပ်ရင်းချက်တွေမရှိဘူးလို့ထင်နေသေးရင် Reddit မှာတင်ထားတဲ့ဒီပုံကိုကြည့်လိုက်ပါဦး တူညီတဲ့ကြောင်နဲ့လေကောင်ဟာမတူညီတဲ့ပန်းညာခုံတန်းတွေမှာတကောင်းစီတိကျထိုင်နေပြီးကြောက်စရာကောင်းတဲ့တရားစီရင်အဖွဲတခုလိုမျိုးငေးကြည့်နေကြပါရဲ့။ကြောင်တော့ကောင်ဟာသူ့ရဲ့ခုံတန်းတွေရဲ့အစုံမှာတိကျစွာနေရာယူထားကြပြီးတတ်မှတ်ထားတဲ့နေရာတွေမှာထိုင်နေသလိုမျိုးပါပဲ။ဇရုဒမြောက်ကြောင်ကတော့အနီးနားမှာရှောက်သွားနေပြီးသူ့ရဲ့လူဝဲစမ်းကြတဲ့အစည်းအဝေးကိုနောက်ချနေသလိုပုံမျိုးပါပဲ။ဒါကြာပန်းတွေ့ဆုံမှုတစ်ခုတည်း control block v ကိုဆက်ကြဘူးလားကိုမတရားရောက်ကနှိတ်ချလိုက်တယ်လို့မျိုးပိုကန်စားရပါတယ် ကျောင်းထဲတွေမှာကျောက်စီအကောင်တဲ့အယူတည်မှုတွေအများကြီးရှိပေးတာပါပြီးတော့သူတို့ကိုအရင်မဲစောင့်ချက်တွေလိုမျိုးတန်းစီနေတာကိုမြင်ရတာလားဘိုးရောင်ဆိုးတိဗျာအဲ့ဒီပန်းချန်တွေကနေတခြားလမ်းကြောင်းတစ်ခုကိုရှာဖွေသွားတာပိုကောင်းမယ်ထင်ပါတယ်။ကဲဒါတော့ simulation theory တကယ်ဖြစ်ရမယ်လို့တောင်းဆိုနေတယ်လို့ဖြစ်နေတဲ့အမှုတစ်ခုဗျ predefine ကလည်းအမည်တူတဲ့လူနှစ်ယောက်သူတို့ဟာညီကိုရီလည်းမဟုတ်ဘူး one square တော်ဆက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့နှစ်ယောက်စလုံးက professional baseball ကစားသမားတွေဖြစ်နေပါတယ်အကြမ်း၆ပြည့်လေးလက်မှအတိအကျတူတယ်ဗျာ တယောက်ချင်းစီရဲ့ဒီအန်နီတက်စ်မှာဂျာမန်မျိုးရိုး53ရာခိုင်နှုန်းဖြစ်တာလဲတူညီနေကြတယ်။ပြီးတော့သူတို့ရဲ့ရုပ်ရည်ကလည်းအန်အိုးစရာကောင်းတော့အောင်ဆင်တူနေပါတယ်။သူတို့ကခွဲထားတဲ့အရာတစ်ခုကိုပြန်ကူးထားတယ်လို့မျိုးကာဗွန်ကော်ပီလောက်တယ်လို့အတိအကျတူညီနေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကိုဘေးချင်းရှင်မကြီးလိုက်ရင်အမွာရလို့တောင်ထင်မိပါလိမ့်မယ်။ simulation program တခုမှာ character နှစ်ယောက်ကိုစင်တူဖန်တီးလိုက်မိတယ်လို့မျိုးပေါ့ ဒီအနေစစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာတော့သူတို့ဟာဒေတာတော်ဆက်မှုမရှိဘူးလို့တွေ့ရပါတယ်။ဒါဟာကမ္ဘာအံဩစရာအကောင်းဆုံးတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ simulation မှာ error တက်သွားတဲ့ program ရေးဆွဲမှုတစ်ခုရဲ့ပြဿနာလား။နောက်ဆုံးအနေနဲ့ကျွန်တော်တို့အုံနောက်ကိုလောက်ခတ်သွားစေမယ့်ခိုင်မာတဲ့သိပ္ပံအကြောင်းအရာတစ်ခုကိုပြောပြပါမယ်။တဲ့ပြမညာရှင်တွေဟာစိတ်နှောင်းရှက်ဖြစ်စရာကောင်းတဲ့အရာတခုကိုသတိပြုမိခဲ့ကြပါပြီ။စကြဝဠာဟာဖြစ်တင်တာတပ်ပုံမြင်တဲ့နှုံးတစ်ခုနဲ့ချဲ့ထွင်နေတယ်ဆိုတာပါပဲ။ ဒီတူဆန်းမှုကိုဟာဗယ်တင်းရှင်းလို့ခေါ်ပြီးတော့ခေတ်သက်စကြဝဠာပေရာကိုအရှုပ်ထွေးတဲ့ရောက်သွားစေပါတယ်။စကြဝဠာရဲ့ချဲ့ရမှုကိုတိုင်းတာတဲ့မတူညီတဲ့နေလန်တွေကမကိုက်ညီတဲ့အဖြေတွေကိုပေးနေပါတယ်။ဒါဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတာဘယ်သူမှသိချာမသိသလိုစိတ်ရှုပ်ထွေးစရာကောင်းတဲ့ theory တခုကတော့အပြေအာမမြင်နိုင်တဲ့မှန်ကဘာတခုမှရှိနိုင်တယ်လို့ဆိုပါရည်။အဲ့ဒါကတော့ကျွန်တော်တို့ကဘာနဲ့တူညီတဲ့အရေးအမုံတွေနဲ့တိဆောက်ထားတဲ့အစဉ်ပြိုင်စကြဝဠာတခုပေါ့။ဇွမ်းငရရဲ့လွမ်းမုံမှုကလွဲလို့လုံးဝဖုံးကွယ်ထားခဲ့ရတဲ့ကဘာဆိုလဲမမှားဘူ ဒီမှာကဘာဆက်ကြော်လာရဲ့ Dread 2အများစုကိုရှင်းပြနိုင်တဲ့မမြင်နိုင်တဲ့ Dread မောင်ရဲ့ပျောက်ဆုံးနေတဲ့အစိပ်ပိုင်းဖြစ်နိုင်တယ်လို့အဲဒီ theory ကဆိုပါတယ်။အကယ်၍ဒါသာမှန်ကန်ခဲ့ရင်နောက်ထပ်ဆက်ကြော်လာတစ်ခုဟာကျွန်တော်တို့ရဲ့ဆက်ကြော်လာနဲ့ဆက်နွယ်နေပြီးရတွေ့ကဘာရဲ့ဂျိုးတွေကိုလိုတလိုဂျိုးဆွဲနေတယ်လို့ဆိုလိုတာပါပဲ။တချို့ကတော့ dimension ယူဆိမှုရဲ့ခိုက်တန့်တွေဟာကဘာဘုတ်ကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုရှင်းပြနိုင်တယ်လို့တော့အကြံပြုကြပါတယ်။ကျွန်တော်တို့ဟာတခြားဆက်ကြော်လာတွေကိုတတ်တည်ပြနိုင်တဲ့အဆင့်ကိုမရောက်သေးပါဘူး။ ဒါပေမဲ့အတင်းချတွက်ချက်မှုတွေ simulation theory တွေတာမှန်ခဲ့ရင်ကျွန်တော်တို့ဟာအသက်ရှိလောကရဲ့တည်ရှိမှုတွေအကြောင်းသိထားသမျှအရာအလုံးကိုအစားအနေပြန်လဲရေးသားဖို့ပြင်ဆင်ကြရပါလိမ့်မယ်ဒီနေ့စဉ်းစားတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်